ပြီးမှ KNU KNLA တက်မှာမူကြီးလဲဖြစ်တဲ့ viewer မူကြီးအဖိုးရန်နိုင်ကိုဖမ်းပေးဖို့လှုံ့ဆော်နေတာကိုကျွန်တော်တို့တွေ့နေရပါတယ်ကျွန်တော်တို့ကတော့အဖိုးရန်နိုင်လို့ chief snow ခေါ်တာပါစောရန်နိုင်ခစောနေတာဒူးဆိုတဲ့သူဟာတဲ့လူသက်ဘုံခွဲစကြေးကောက်ဓမြတိုက်နေတဲ့အကျန်းဖတ်လောက်ရမျိုးစုံကိုကျူးလွန်နေတဲ့အတွက် သူ့ကိုတွေ့ရင်အကြောင်းကြားပေးပါဖမ်းဖို့အစင်းနဲ့ဖြစ်နေပါတယ်ဆိုရက်လှုပ်စော်နေတဲ့အကြမ်းမဲ့လော်ဘီတွေမသိတဲ့ဖိုးရက်နဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါ နောက်တဲ့ဒင်းခုရှိပါသေးတယ်အဲ့ဒါကတော့ ဗျူဟာမှုကြီးဘိုက်ပွင့်တည်ဆုံးသွားတာဘိုက်တနေရာနဲ့ပွင့်သွားတာလားမဟုတ်ဘူးဖင်မှာနှစ်ချက်တနက်ထန်ရာနဲ့ပေါက်ထွက်သွားတာဖြစ်ပါတယ်သူရဲ့တွဲပဲဖြစ်တဲ့ဆေးမှုပါမတာပေါ်သွားတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်။ Can you can LA တက်မှမူဘူဝမူကြီးဖိုးရနိုင်ကျွန်တော်ကအရန်ကိုလေးစားတံပိုးထားချစ်စနိုးနဲ့ဖိုးရနိုင်လို့ကျွန်တော်တို့ခေါ်ကြတာဖိုးအကြောင်းကိုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တောင်ပိုင်းသားတနည်းအားဖြင့်ခရင်ပြည်နယ်အတွင်းထဲမှာမာမိတ်အနေနဲ့ရက်တီနေတဲ့ကျွန်တော်လူငယ်တိုင်းမသိတဲ့လူမရှိတဲ့လောက်ကိုရှာတယ်ဖိုးရနိုင်ကိုဖမ်းပေးဖို့ ။ဖိုးရင်တိုင်းကိုတွေ့ရင်သတင်းပေးဖို့ပြောတဲ့ငတ်စုကောင်တွေကိုကျွန်တော်တခွန်းတော့မေးစရာရှိပါတယ်။ဖိုးရင်တိုင်းကိုသိလား။သူတို့ဖိုးရင်တိုင်းကိုသိချာမသိလို့လား။သူတို့ကြားဖို့မှာပေါ့ဗိုတာဘောတို့သူတို့ကြားဖို့မှာပေါ့အကျော့အစီဝါတို့ဘူတာဘောလို့အကျော့အစီဝါလို့ဆိုတာဖိုးရနိုင်လက်အောက်ကာ ဝတာဘောဘုံတော်မှဒူးတုံအောင်ကြောက်နေရတယ်အကျောအစေဝါဟေ့ဆိုတဲ့အတန်ကြားတော်တော်မှရှူတော်ချီးပါထွက်နေတယ်ထိုင်းကိုအကျဉ်ချင်းခံပါပြေးနေတဲ့ကောင်တွေကအဖိုးရနိုင်ကိုဖမ်းကျင်လို့ဟုတ်တယ်တွေ့ရင်သတင်းပေးပါဖူးရနိုင်ဘာမှလည်းသိတာဘသူမှသတင်းမပေးဘူးကျွန်တော်ရဲဘော်ရှမ်းလေးသတင်းပေးပါမယ်အဖိုးရနိုင်တက်မှာ6ပါရှိတယ် ဖိုးရနိုင်ဘာတူလဲဆိုတဲ့မေခွန်းမသိတဲ့သူတွေတက်ကျွန်တော်ဖြေပြပါမယ်အဖိုးရနိုင်ဟာလက်ရှိအချက်မဖတ်စစ်ခွေးတက်မင်းအောင်လှိုင်မသည့်အောက်ခြေစစ်ပုံမှုဘိုလ်ချုပ်တပ်သားတွေ အထိကျွန်တော်တို့ရဲ့အဖိုးရနိုင်ဟာတေမင်းထက်ဆိုတဲ့သူတို့အတွက်ကတော့ငရေမင်းဖြစ်ပါတယ် ဘေးနဲ့နေအတွင်းကိုတမ6ထိရောက်ရှိလာတဲ့ကျွန်မဖက်စစ်ခွေးတက်ခကောင်းနေခံမှုတဲ့ကောင်းနေပို့ပြီးတော့တည်ပါတယ်မခံမှုတဲ့ကောင်းနေကဟိုးနေပြီးတော့လောက်ကနေပြီးတော့ဟိုးဝေးကြီးကနေပြီးတော့ဖိုးရံနိုင်ကိုဖမ်းဖို့အတွက်လှုပ်ဆော်နေကြတယ်စ조사နေကြတယ်ပြင်ဆင်နေကြတယ်ဆိုတော့အဲ့ဒါဟာတကယ်ကိုကမ္ဘာအရေးအဆုံးဟာတာတစ်ခုပါပဲလို့ပဲကျွန်တော်ပြောချင်တယ်ခင်ဗျားတို့အဲ့တော့တောင်းမညံ့လာဗျာဖိုးရံနိုင်ကြောင်တည်ခြင်းရ ရဲဘော်ရှမ်းလေးရှိတယ်ကျွန်တော်လာမေးပါလားတိုက်ရိုက်ယူတူတူလေးတော့မေးပါဗျာကျွန်တော်တေချာဖြည့်ပေးမှာပေါ့ဟုတ်ပြီခင်ဗျားတို့ဆွဆွဲထားတဲ့အဖိုးရနိုင်လူတက်တယ်ဟုတ်ပါတယ်အကြမ်းဖက်စစ်ခွေးဖို့အမောက်ချိတ်တာဖိုးရနိုင်သူတို့ကပြောသေးတယ်ဖိုးရနိုင်ကားတယ်ထိုင်းကိုတရားမဝင်ပေါင်ကိုပစ္စည်းတွေကူးနေတာ ဘိုးရနိုင်ရှိနေလို့သူတို့တရားမဝင်မှောင်ခိုပစ္စည်းတွေထိုင်းကိုကူးလို့မရလို့ရှင်းပါတယ်ကျွန်တော်အမိသားစုနေသူတို့ကအဲ့လိုမှောင်ခိုအနှိမ်ဆုံးပြလူမှောင်ခိုလုတ်တဲ့ကောင်ရှိရှိသမျှပစ္စည်းမှန်သမျှလက်ရှိကြောက်ဖြန့်တွေကိုပဲကြည့်လူပေါင်းဖောင်နဲ့ချီပြီးတော့လူပေါင်းတောင်းနဲ့ချီပြီးတော့ရှိတဲ့သူတွေကရင်ပြည်နယ်ကိုဘလို့ရောက်လာတာလဲဘယ်ကနေပြီးတော့လမ်းကူးလာတာ နောက်ဖီကိုကြည့်နေတဲ့အကင်ဘီနဲ့တွင်းမှာရှိတဲ့မိသားစုဝင်တွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဒါပေမဲ့ခမိုးကြီးကိုရှက်ကွက်ကကောင်တွေကမသိလို့ခိုးရတဲ့ငါအဲ့တရားမဝင်ထိုင်းကိုကွန်ပစ္စည်းတွေကူတန်းရောင်းချနေတယ်ဆိုလို့ပါ။ပြီးတော့သူတို့ကဆွဆွဲထားတဲ့ဖိုးရတဲ့ငါကိုလူတက်ကောင်တွေဟုတ်တယ်။ဒါပေမဲ့အဖိုးရှင်းတာကခွေးရှင်းတာခွေးမိစ္ဆာတွေကိုတကောင်မကြံအကုန်ရှင်းတာ အဖိုးကတရားမဝင်မှောင်ခိုပစ္စည်းတွေကိုထိုင်းကိုပို့နေတာမဟုတ်ဘူးခမားတို့ပဲထိုင်းကိုတရားမဝင် passport မလို့ visa မလို့ပဲနဲ့အချို့ကောင်တွေဖိမပြောင်းနေထွက်ပြေးတာနားရှိတဲ့သူတော့ကြားမယ်ထင်ပါတယ်ဗျာဒီကောင်တွေကတော့နားတော့ကောက်တယ်ဟုတ်ပြီဘုရားနိုင်ငံကလည်းစัจကြီးကောက်တယ်တဲ့သူတို့စัจကြီးကောက်လို့မရတော့ဘူးလေ သူတို့ gate တွေကိုကျွန်တော် KNU နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေချိန်မုန်းခဲ့တာတွေ gate scan လောက်ကိုမပြောနဲ့အကြံဖတ်စစ်ခွေးတက်ရဲ့ဌာနချုပ်တွေလက်နက်ကြီးတွေ scan ကုန်းတွေအပါအဝင်အဖိုးရနိုင်ဥဆောင်ပြီးတော့မီးဖုတ်ပေးခဲ့တာအဲဒီကောင်တွေအတိဆိုအပေါ်ရနိုင်ရဲ့မိမ့်ပင်းညွန်ချမှုအောက်မှာခွေးပြေးဝက်ပြေး ခွေးတေဝတ်တေတေသွားတဲ့ဖြူဟာမှုအပါဝင်ချမ်းပဖက်စစ်ခွေးတက်ကကောင်တွေတတိတန်းကြီးအခုချိန်ထိကောင်းမဲ့သူရှိမြုပ်မဲ့သူမရှိတဲ့ကောင်တွေအများကြီးကင်းနေပြီဆိုတာအများကြီးမရှိပါဘူးပြောင်းကင်းလေးရှိတယ်တောင်ရလေးအနှဲငယ်ရှိတယ်ဟာပြောင်းကင်းမှာလည်းပဲပုတ်စော်တွေနန်းလို့တော့မကြည့်နဲ့အချမ်းပဖက်စစ်ခွေးတက်ကကောင်တွေတေနေတာ နေရာအနှံ့သူတို့အလောင်းတော်မှာသူတို့ကကောက်တာမဟုတ်ဘူးသူတို့အလောင်းနဲ့သူတို့မြှောက်တာမဟုတ်ဘူးဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေအဲ့တော့ဘုရားနိုင်နဲ့ပတ်သက်ပြီးတော့စောင်းရနိုင်ခစောင်းနေတာသူဆိုတဲ့သူကိုတွေ့ရင်သတင်းပေးကြပါအဲ့ဒါကိုတော့ကျွန်တော်ပဲသတင်းပေးပြရစီဘိုးရန်နိုင်ကအခုတက်မှ6မှာရှိပါတယ်တက်မှ6ပြူဝမှုကြီးပြတတ်မှာ6ရဲ့တတ်မှာမှုကြီးပြအဲ့တော့ ကိုတွေ့ကျင်တာပဲတော့တွေ့လို့ရတာပဲသတင်းဘူးမှပေးစရာမလိုပါဘူးတမ6မှာရှိလာပဲအဲတမ6ကိုရောက်လာတဲ့ဂျမ်ဖက်စစ်ခွေးတက်ခါကောင်းတွေစစ်ပူချုပ်တွေပြွာမှုတွေပုံမှုတွေပုံကြီးတွေဆိုတဲ့ကောင်းတွေကိုကိုကိုတိုင်းမေးကြည့်ပို့ပြီးတော့ကောင်းပါလိမ့်မယ်တနည်းအားဖြင့်ဒီနေ့ချက်ကပြောရမယ်ဆိုရင်ထိုင်းဘက်ကိုထွက်ပြေးပြီးတော့ထိုင်းဘက်ကနေပြီးတော့ ကျွန်တော်မြန်မာဘတ်ချမ်းချမ်းဖက်စစ်ခွေးတက်စီကိုပြန်အပ်လိုက်တဲ့ရောက်နေတဲ့ကောင်တွေကိုအဖိုးရနိုင်ကြောင်းမေးရင်သိပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ကတခွန်းနဲ့ဖြည့်တယ်အဖိုးရနိုင်ဆိုတာကခမားတို့ကျွန်မဖက်စစ်ခွေးတက်အတွက်ကတော့တေမင်းဆိုတာထပ်ပို့တဲ့ငရဲမင်းပါ။ကောင်းကောင်းခမားတို့ကိုတမခဲ့တာ။ဒစိမ့်စိမ့်နဲ့ခမားတို့လူမတွေးနဲ့ လူကိုတွေ့ကြောင်းကြပါဆိုလို့ကျွန်တော်ပြောပါမယ်လူကိုမတွေ့ကျင်နဲ့ခင်ဗျားတို့သူ့ရဲ့အတန်ကြတာနဲ့ခင်ဗျားတို့အကုန်လုံးဖွာလန်စုတ်ပြတ်တက်သွားတယ်လက်ရှိအချိန်မှာလည်းကျွန်တော်တက်မှ6ဂွင်လေးကိုဝင်လာတဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်စစ်မှုတန်းပြည်သူစစ်ပါစငက်စနူကောင်းတွေမှတ်ဒီဟောဗျူအမှုထိအဖို့တုတ်တင်ခဲ့တာ ခမားလို့မို့လို့မကြောက်မလန့်ဗျာဖိုးကိုစိန်ခေါ်ရဲတယ်ခမားမလို့မကြောက်မလန့်ဖိုးကိုဆွဆွရဲတယ်ခမားမလို့မကြောက်မလန့်ဖိုးကိုဖမ်းကျင်တယ်ဘို့ဖမ်းကျင်တက်မှာချောင်းတော့ဖမ်းပါလားမင်းအောင်လိုက်ဖမ်းအောင်ရောက်လာတာဘာဖြစ်လို့တော့မဖမ်းတာလဲကြောက်မိသားစုံဝင်လေတို့ကြောက်ဘူးလေတို့မြင်ဘူးပါလိမ့်မယ်အခုမှအပွင့်နေအခက်တွေနေ အကြံဖက်စစ်ခွစ်တက်ကဘုံချုပ်ကြီးတွေသူတို့ကို၌ကြတော့စစ်မြေပြင်မှာမရှိဘဲနဲ့သူတို့ကို၌စစ်မြေပြင်ကိုမသွားဘဲနဲ့သူတို့ကို၌လဲတိုက်ပွဲကြားထဲမှာမရှိဘဲနဲ့အောက်မှာရှိတဲ့ပြည်သူစစ်တွေအောက်မှာရှိတဲ့လက်အောက်ခံငေသားတွေကိုပေးသိနေတယ်မိမိပြည့်တက်ခိုင်းနေစေးကျွေးတယ်စေးကျွေးဘူးစေးတိုက်ပြီးတော့တက်ခိုင်းနေဘာမှ မြေကိုလည်းမသိဘာမှလည်းနားမလဲမြေပိုင်မှစစ်နိုင်တာဆိုတော့ဒီချိန်မျိုးတွေကိုဘာမှမသိတဲ့ကောင်တွေကနောက်ကနေပြီးအတင်းထိုးတက်ခိုင်းအရှိရောက်သေးအုပ်လိုက်အုပ်လိုက်ကျွန်တော်ပြောကျွန်တော်ပြောပြီးသားပဲမြေတော်မြုပ်လို့မနိုင်ပါဘူးဆိုကျွန်တော်ရဲ့မိသားစုနေတော့တိုင်းသားတက်ဖွဲ့ဝင်နေကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်နေအရန်ကိုစက်ညည်ရဆုံးအလုပ်ရှိတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီမပါတွေကိုမြင်းမြုပ်ပေးရတဲ့အလုပ်ဗျာ ဘလောက်တောင်ယုံစရာကောင်းလဲဆိုရင်နောက်တစ်ချက်ဒီအာနာသိမ့်တဲ့ကအဲ့ဒီကောင်တွေရဲ့တောက်ခွက်ကိုမမြင်ချင်လို့အဲ့ဒီကောင်တွေရဲ့မြက်ခွက်ကိုမပြောနဲ့အဲ့ဒီကောင်တွေရဲ့အတန်ကိုတော့မကြားချင်လို့တို့တွေကျွန်တော်တို့ပြည်သူကိုမတရားအုပ်ချုပ်နေတဲ့နေရာကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်နေမြေမှာကျွန်တော်တို့တိုင်းရင်းသားတွေနဲ့မာမိတ်အဖြစ်တွန်းလန့်တော်လန့်နေကြတာဖြစ်ပါ ခုကျွန်တော်တို့ဝင်တဲ့ကိုရောက်လာတဲ့အချိန်မှာဒီအကောင်တွေရဲ့တောက်ခွက်ကိုကျွန်တော်တို့ဘယ်လိုကြည့်ပြီးတော့မြင်မြုပ်ပေးရမလဲကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေအပြင်ရှားပေးကြပါဦးဒါကြောင့်ဖိုးရနိုင်နဲ့ပတ်သက်ပြီးတော့မသိတဲ့သူတွေကျွန်တော်တို့ diet မေးလို့ရပါတယ်ဖိုးရနိုင်ကိုတွေ့အကြောင်းကြားပေးပါတယ်ဟုတ်ပြီအများတို့ကတော့ငရဲအိုးကိုသွားပြီးတော့ဒုံးနဲ့ထိုးမြန်ပြီအများတို့ ဘုတာဘုံဘုံတော်မှာခမားတို့ဒူးတုံအောင်ကြောက်နေရတာကြောက်ရဲ့စေဝါဟိဆိုတဲ့အတန်ကြားတော်တော်မှာချီရောရှူရောထွက်နေတဲ့ကောင်တွေကဖိုးရနိုင်ကိုထပြီးတော့ဖမ်းမယ်တယ်ဗျာဟာဖိုးလေကျောင်းရဲ့ရုပ်သံဗီဒီယိုကြည့်နေမယ်ဆိုရင်လည်းဖိုးတစ်ခုကိုဝင်ပြီးတော့ပြောခဲ့ပါအောင်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေကလည်းနေကြရှိပါလိမ့်မယ်ခွက်ခွက်လန်အောင်ရှုံစစ် ဒါစစ်ရှုံးတိုင်းထိုင်းဘက်ကိုခွေးပြေးဝပြေးပြေးနေတဲ့စစ်ယူကောင်နေအနည်းအားဖြင့်ပြောမယ်ဆိုရင်တောက်ပဲ့တွေရှုံးလာတော့မှတခါလဲရှုံးတော့မဟုတ်အခန့်ခန့်အဖအဖထက်ခါထက်ခါရှုံးနေတဲ့ကောင်တွေက KNU KNL တက်မာ6တက်မာမှုကြီးကိုတွင့်သတင်းပေးပါဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ထူးထူးသတင်းပြောစရာကို မလိုလောက်အောင်ပြေဆုံးနေတာကျွန်တော်ရဲ့မိသားစုဝင်တွေ ျွန်တော်ထပ်ပြီးတော့သတိပေးခြင်းပါသေးတယ်ခင်ဗျားတို့အဖိုးရနိုင်တဲ့တွေ့ရင်နောက်တစ်ခါခွေပြည့်ဝပြည့်ခင်ဗျားတို့ထပ်ပြေးရအောင်ပဲခင်ဗျားတို့ခြေလမ်းတွေမြန်ပါစေပြေးနိုင်ပါစေလို့ပဲကျွန်တော်ကဒီကနေပြီးတော့ဆူတောင်းပေးခြင်းနဲ့လမ်းလေးပါလေးလဲကြိုပြီးတော့လဲဘယ်လိုပြောလဲဖောက်ထားအောင်ပေါ့ဗျာခင်ဗျားတို့ကတက္ကနစီထိုင်းမဲ့ပို့ပြေးနေတယ်ဟုတ်ပြီတစားထဲမှာကင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုလေးပြပြခြင်းပါတယ် ကျွန်တော်တရင်တွေကိုဂျမ်ဖက်စစ်ခွေတက်ကကောင်းတယ်အခုမှမဟုတ်ဘူးเนาะကျွန်တော်တော်တော်များများသိကြတယ်ဗျာ2021ကျွန်တော်လူဦးတော်ဆန်ရေးကျွန်တော်ပြည်သူတွေဒါအခုပေါ့เนาะအာနာသိန်းခံရတဲ့အကာလတွေကိုတော်တော်များများသိကြတာဗျာအရင်တော့အခြေအနေတွေကိုမသိကြဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါမြို့ပြဒေသမှာရှိတယ်ကျွန်တော်မြို့ပြပြည်သူတွေကိုအာနာယူအဂျမ်ဖက်စစ်တက်ကဒရင်းလိန်မောင်းချတာတာအတိုင်းသားအနေနဲ့ပတ်သက်ရင်တို့ရတာပြောတဲ့ရောင်စုံတပုံတွေအဂျမ်ဖက်တွေဒီလိုပဲကောင်းနေတက်ကြတာဗျာငကူကလေးက ကရင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဲ့ကောင်တွေတေလောက်အောင်ကြောက်တာဘာကြောင့်ကြောက်တာလဲသိလားကရင်တပ်ဖွဲ့ဝင်တွေနဲ့ကရင်ပကညောတွေကိုလေကျွန်တော်ပြောပြမယ်ကရင်ပစိုးသိလားကျွန်တော်ရင်မိသားစုဝင်တယ်တော်တော်များများမြင်မှုပါတယ်ကျွန်တော်တို့ဒါပွဲကျွန်တော်တို့ကရင်ရဲ့ဒါပွဲလန်းသပင်းတွေမှာဗောနော်ဆိုတော့တကယ်ကိုရွာလုံချီဗောနော်ကရင်ပစိုးဆက်လွယ်တိုင်းတာတော့ဗောနော်ဆက်လွယ်တိုင်းပြီးတော့ဒီလိုကျွန်တော်တို့မြို့ရွာလမ်းတွေမှာဒီလိုသွားနေတာ အရှိမအကျန်းဖက်စစ်ခွတ်တက်ကောင်တွေဝင်လာတယ်ဆိုပါစို့အစ်စီပဲအေးပကညောအစ်စီပဲရင်မခုန်ဘူးငကိုသေးကစစ်ခွေးကိုမကြောက်ခဲ့တာကရင်တွေခလေးတတိလေးရဆာမကြောက်ဘူးနော်ဟာဟိုဘက်မှာဘလို့ဘလို့သတင်းကြားရဲသတင်းသွားပို့တာဟုတ်ပြီကရင်တွေပစိုးကိုဆလွေတိုင်းထားတယ်ဗျာပစိုးဂွင်းတိုင်းထားတယ်ဆိုရင်တော့မှအကျန်းဖက်စစ်ခွေးတက်ကောင်တွေကတင်လောက်အောင်ကြောက်တာဘာဖြစ်လို့လဲသိလားသူတို့ခံဘူးလေ ဲ့ဒီပစိုးဂွင်းတိုင်းထားတဲ့ကရင်ပစိုးဆိုတဲ့တိုင်းထားတဲ့ကရင် AK47 ဒင်ခေါက်ကျွန်တော်မိသားစုဝင်နေကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဒါကျွန်တော်မိသားစုဝင်နေတော့အဲကျွန်တော်အမြဲတမ်းပေါ့နော်လက်နက်တွေပတ်သက်ဆက်ဆက်ပြီးတော့ဖော်ပြနေကြဖြစ်တဲ့ကရင်းနှီးပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်ကျွန်တော် AK47 ကျွန်တော်တို့ဒင်ခေါက်ဆိုတာရှိတယ်ဒင်ခေါက်ဆိုတာဒင်လေးကိုခေါက်ထားတာပေါ့နော်အဲ့ဒီဒင်ခေါက်ကသူတို့ကေပကညောတွေရဲ့ဒီပစိုးဆော်ရဲတိုင်းထားတဲ့ပစိုးဂွင်းတိုင်းထားတဲ့ထဲထဲမှာ စကွေးနေလမ်းလျှောက်လာအာပါလဲပေါ့ဘေးပညာကြည့်သူတို့ဘေးကပြတ်မာလာပေါ့အနောက်ကပြတ်မာလာပေါ့ဘသူကနေပြီးတော့အဲကျွန်တော်တို့ကင်မားပြပျောက်ကြားနီးစနစ်ကိုကျွန်တော်တို့အဲကဲကိုဘယူအားကြကြတုံးကြတာဗျာသူတို့ကသူတို့အယမ်းကြောက်တယ်မျက်ချင်းဆိုင်လာတာကိုသူတို့ကမကြောက်ဘူးအဲ့တော့မျက်ချင်းဆိုင်ကိုမှပကကျွန်တော်ကျွန်တော်ကင်စစ်သားတယောက်ကအေးစေးပဲကရင်အင်ဂျင်နီယာပဲယူနီဖောင်းမပါဘူးအီကွမ်မန့်မပါဘူးစစ်ဖက်နဲ့မပါဘူးကြီးကားမပါဘူးဘာမှမပါဘူးဗျာပစိုးလေးကွင်းတိုင်းပြီးတော့ သူတို့ရှိတက်တက်လားအော်ရှိတက်တက်ဆိုတာအေးဆေးပေါ့သူတို့ကအနီးလဲကက်လဲကက်ဩအစိုးကွင်းတိုင်းထဲမှာထည့်ထားတာက AK47 တင်ခေါက်ဘလောက်ပဲရှိတယ်ဘလောက်လောက်ပဲရှိတင်ခေါက်တာ AK47 တင်ခေါက်နဲ့ဒိတ်ထုတ်တာဘောင်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 အကုန်ပြောက်စစ်ကူတော်တောင်းချင်မရဘူးတရင်တော်ပို့ချင်မရဘူးစစ်ကူတောင်းချင်မရဘူးဆိုတော့ကျွန်တော်ညီသားစုပြောချင်တာ အကကြံကျွန်တော်ရဲ့ဗီဒီယိုဟောင်းတစ်ခုမှာတင်ပြထားတာရှိတယ်ကျွန်တော်ဘက်ကတပ်ဖွဲ့ဝင်က3ယောက်4ယောက်ကျွန်တော်တို့ကနေရာယူပြီးတော့ position နေရာစုံကနေဒီကောင်တွေကိုပစ်တာအဲ့ဒါကိုဒီကောင်တွေဘက်ကတက်လာတာကအယောက်90လောက်ရှိတယ်ကျွန်တော်တို့ဘက်က3 4ယောက်လေးပစ်တာကိုအသေးအပံစစ်ကူတောင်းပြီးတော့နောက်ပြန်လှည့်ပြေးတဲ့အကြမ်းဖက်စစ်ခွေးတက်ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ကိစ္စကိုလည်းကျွန်တော်ဖော်ပြခဲ့မှုတာရှိတယ်ကြောက်ရဲပေါ်တောက်ပြောပြတာကျွန်တော်ဥပါတက်တယ်အဲ့ဒီဗီဒီယိုက view တော်တော်များတယ်ဗျာ တကယ်ဖြစ်မှန်လဲဖြစ်နေတယ်အခုလည်းပဲအဲ့လိုပဲသူတို့ကတင်းရဲ့တောက်ကြမ်းဒီစစ်ကိုအရန်ကြောက်တယ်နောက်ပြီးတော့သူတို့ကဒီနေရာမှာစံတဝါဝါနဲ့အဲ့ဒါကြောင့်လည်းပဲအချို့ဒါလက်နက်ကင်ပြီးတော့ကိုကျိုးစီပါရှာနေတဲ့သူတွေကိုသူတို့ကမွေးထားတာအဲ့ဒါမှလည်းလမ်းပြလို့ရတာဟုတ်ဗျာခါကြမ်းညာလမ်းပြလမ်းပြတာတော့မှအဆင်မပြေတာလည်းရှိတယ်ဟုတ်ပြီထားပါအရှင်းတက်တဲ့မှာကျွန်တော်ကရင်ပကညောနော်ကရင်စစ်သားလို့ကျွန်တော်ပြောသေးဘူးနော်ကရင်ပကညော ဒီစေပဲအပေါ်အင်ကြီးတော်မှအချို့စုံမပါဘူးကရင်ပစိုးလို့ဆိုလဲတိုင်းပြီးတော့မထင်ဘူးလေဗျာဘယ်သူကထင်မလဲဟာမင်းချင်းနိုင်လာတော့ကွာသူ့လက်ထဲမှာလဲဘာမှမပေါ့ခြေတော့ခြေတော့ကိုကြည့်တော့လဲခြေပြောင်းဟုတ်လားအိုးထုတ်လည်းမဆောင်တော့ဘာမှမဆောင်တော့ဘာမှမပါတော့သူတို့ကလည်းအေးဆေးဖို့အားဒါငါနီးနားရောက်မှတကောဒါအိုက်ကင်ကိုခေါ်ပြီးတော့နှုံနှုံဖုတ်ခါမဲပေါ့ဗျာဒီကောင်တွေလုံနေကြတိုင်းပဲလေဆိုတော့အနီးလေးလေးရတော့ကွာ AK47 တင်ကောက်ကအဲ့ဒီပစိုးဂွင်းတိုင်းထဲမှာထည့်ထားတာ ဘောင်းကတ်ပြီးတော့ကျွေးတယ်ဖုံ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 ဘောင်းကုတ်အဲ့ထဲကကြောက်တာဘယ်လောက်ထိကြောက်သေးလဲသိလားကင်းပြင်းနေတဲ့မှာဒီကောင်นี่ဝချုံนี่နားလည်းမကတ်ရဲဘူးကရင်အောင်ဝစစ်ပိုင်းနဲ့မိုင်းထောင်တာသူတို့မသိဘူးလေသူတို့သိလားကျွန်တော်တို့ကဗျာသူတို့ဟောဘောနော်ဒီကပ္ပစာထုတ်တဲ့နေမိုင်းနေဆွဲမိုင်းနေတာမိုင်းနေပါးရိညာတွေလက်ပစ်ဘုံတွေပဲသူတို့သိတာလေး ဝတ်သားထဲမှာရှိတဲ့ဝစစ်ပိတ်နဲ့ထောင်ထားတဲ့မိုင်းကိုသူတို့မသိဘူးကြောင်တောင်တောင်မလုံနဲ့အကုန်လုံးတစားစီစုပ်ပြတ်တက်သွားတာအဲ့ဒါနှစ်ပေါင်းများစွာတဲကခံလာရတာဒီလောက်ထိခံနေရတဲ့အခြေအနေနဲ့အခုချိန်ထိလည်းပဲအရှက်အကြောင်းမရှိထိုင်းဘက်ကိုခွေးပြေးဝပြီးပြေးနေရတဲ့ကောင်တွေကကျွန်တော်တို့တပ်မ6 KNU KNLA ရဲ့ကျွန်တော်တို့ရဲ့အဖိုးရနိုင်ကို သတင်းပေးပါတွေ့တဲ့သူအကြောင်းကြားပေးပါ ဖမ်းမယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုပဲစဉ်းစားကြည့်ပါတော့ဗျာဟုတ်ပြီဘယ်ကောင်အတီးခံရမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှအတီးခံလိုက်ရတဲ့တကောင်ရှိတယ်ဗျာဘိုက်ကို ကြည်ဝင်သွားတယ်ဘိုက်ပေါက်ထွက်သွားတယ်ဟာဘိုက်တနေရာလဲလားကိုရှမ်းရာအဆင်မပြေဘူးခန္ဓာကိုယ်နောက်တဲ့နှစ်နေရာတနက်ထန်ရာဖောက်ဝင်သွားပါတယ် ဟာဒီကောင်တကောင်လေးလားကိုရှမ်းရာအဆင်မပြေဘူးမဟုတ်ပါဘူးသူကတော့တော်တော်ပါလာတယ်စေးဘူပါမသားဖြစ်သွားတာပါကျွန်တော်မိသားစုဝင်လေဟာဒါဆိုရင်တော့ဒီကောင်လေးအဖွဲတော်တော်လေးကိုဒါຢာလို့ကြည့်တဲ့ကောင်လေးပါတာဟုတ်ပါတယ်အဲ့ဒီကောင်က viewer မှုပါကျွန်တော်အဲ့တော့သတင်းပုတ်ကိုစင်တွဲကြီးပေါ်ပြနေတာကကျွန်တော်တို့ရဲ့တက်မာမှု viewer မှုကြီးကိုသူတို့ကဖမ်းမယ်စီးမယ်ဘာညာအတန်တွေထုတ်နေလို့သူတို့ရဲ့ viewer မှုရဲ့ ဘိုက်ထဲကိုဝင်သွားတဲ့ကြည်ကိုလည်းသွားထုတ်ပေးကြပါဦးလို့ပြောချင်တာပါအဲ့တော့ကတော့ကျွန်တော်တို့ဘိုက်ပွင့်ပြီးရှောင်းနေတဲ့ဗျာမူကြီးလှမျိုးထွက်အကြောင်းကိုဖော်ပြပေးခြင်းပါတယ်ကျွန်တော်ဒီဖြစ်စဉ်ကရောက်တဲ့တော်ရင်အင်အားစုတွေကိုချိုးနှိမ်စိန်ခေါ်ခဲ့တဲ့ကောင်အဲ့ဒီကောင်ကဘုံမူလှမျိုးထွန်းဆိုတဲ့ကောင်ဒီနေ့တိုက်ပွဲအတွင်းမှာရရှိတဲ့ ဒံယာဟာဘိုက်ကိုပွင့်ပြီးတော့ပေါမှာဒံယာနှစ်ချက်ရရှိသွားတာဖြစ်ပါတယ်။ဒေဆုံးနဲ့ပတ်သက်တဲ့သတင်းကိုတော့အချမ်းဖတ်စစ်ခွေးတက်ကစခွေးရဲ့သတင်းတွေဖာကြားမှုပြပြီးဖုံးအုပ်ထားတယ်လို့ကျွန်တော်တို့သိရှိထားပါတယ်။အဲဒီကောင်တစ်ဖွဲ့လုံးနာကာသွားတာကျွန်တော်ရင်မိသားစုဝင်နေအော်တိုဗာလာအတွင်းထဲမှာပဲနောက်ပြောင်တိုင်းစစ်တာနာဂျိုးစတိုင်းမှုညုံမင်းထွေးအမိတ်နဲ့ ဂံကောမြို့ခလာရ90တရင်ကနေပြီးတော့ချင်းပြည်နယ်မြောက်ပိုင်းတိတိမ်မြို့ကိုပြောင်းရွှေ့တာဝန်ကျလာတယ်။ဗျူဟာမှုကြီးဘုံမှုလှမျိုးတော်ဟာလက်ရှိတိုက်ပွဲအတွင်းမှာရရှိတဲ့ဘိုက်ပေါက်တဲ့ဒဏ်ရာနဲ့တိတိမ်စေယုံကိုအရေးပေါ်ပို့ဆောင်လိုက်တယ်။ဒါပေမဲ့အခြေအနေကတော့မွင်ငါကြဲကြဲကျူတင်ချက်လို့ရပြီလို့တော့ပြောလို့ရပါတယ်။ဟုတ်ပြီ။နောက်ဒဏ်ရာတွေရရှိထားတဲ့ အကြံဖက်စစ်ခွစ်တက်ရဲ့ဘျူဟာမှုကြီးဂံကောက်ခလိုက်ရ90တက်အတွင်းကကောင်သူတကောင်လေးလားဆိုတော့မဟုတ်ပါဘူးသူနဲ့သူစေးပုံပါမตาဖြစ်သွားတယ်လို့ကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ်သူကအရင်ကပေါ့နော်ရခိုင်ပြည်နတ်ခခငားမကြငင်ကနေမကွေးကိုပြောင်းရွှေ့လာတယ်မကွေးကနေတစင်ခံကောကိုထပ်ပြီးတော့တောင်ရွှေ့မိကြလာတယ်ပြီးခဲ့တဲ့ကာလအတွင်းမှာချင်းပြည်နယ်တိတိန်ကိုတက်ပြောင်းပြီးတော့သွားခဲ့ရတယ်ဆိုတော့သူတို့တက်ကတော့ဘယ်လိုပြောမလဲသူတို့ ြောင်းနေတက်ပြောင်းတာပဲဖြစ်ဖြစ်နေရာကျတာပဲဖြစ်ဖြစ်နေရာတိုင်းဟာသူတို့ရဲ့တင်းကြိုင်းပဲဗျာဆိုတော့ဒီနေရာမှာမတင်တော့ဒီနေရာမှာတည်တာပဲဒါပေမဲ့တတွင်းမှာရှိတဲ့အကျန်းဖက်စစ်ခွတ်တက်ကခုလိုမျိုးဘုံမှုတွေဘုံချုပ်တွေပွားဘူဝမှုတွေစတဲ့သူတို့ရဲ့မိမတွေရလဲနီမို့စုံနဲ့လိုက်ကတ်တာနော်ဟာဘိုလ်ကြီးကဘုံမှုကိုကတ်ဘုံမှုကဘုံချုပ်ကိုကတ်အာဒီလိုမျိုးကတ်ပြီးတော့သူတို့ကလိုက်ပြီးတော့ဘယ်လိုပြောမလဲသူတို့ရောက်ကြားတွေပေါ့နော်အဲမပေအောင် နေရာအချောင်ပေါ့နော်နေရာချောင်လေးရောက်အောင်ရှိတာလေးလိုက်ကမ်းတာအချို့ဆိုသမီးတွေပါကမ်းရတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်တက်တွင်းမှာရှိတဲ့သူတွေအတိဆုံးမှာတက်တွင်းမရိမှုတွေတက်တွင်းအိမ်တော်ရေးဖောက်ဖျက်မှုတွေတက်တွင်းတန့်ငယ်မရိမှုတွေကျွန်တော်ဖော်ပြခဲ့ဘူးတွေကျွန်တော်ရင်မိသားစုဝင်တွေကိုဘာဖြစ်လို့လဲဆိုတော့တက်သေးမှာကအကုန်လုံးကလည်းရှေ့တန်းမှာအနောက်မှာကြံနေတဲ့ ကောင်တွေကအကုန်လုံးကိုပတ်ပြီးတော့စားတာရသလောက်ပေါ့ဗျာအချို့ဆိုရင်အရှိမသေလားတုတ်ကြသေသွားတာကြာသွားတာပျောက်သွားတာဖမ်းခံရတာဘာမှမမသိစက်ငင်စက်ငင်စက်ငင်နဲ့တရလည်းမဟုတ်တလားလည်းမဟုတ်3လ6လ9လ10လ10လတစ်နှစ်လောက်ကြာသွားအာဘယ်လိုလုပ်အောင်လဲဟောပျောက်ဆုံးဆင်းထည့်တာလीဘာလာတာမပေးတော့ဘူးဘာခံစားမှမပေးတော့ဘူးအဲ့ဒါပျောက်ဆုံးဆင်းဆိုတော့တေလာလားဘာမှမသိဘူး ဆောကတော့သူတို့လည်းအားကိုးရှာရတာဗောဗျာရှိတဲ့လူလေးဝိုင်းပြီးတော့သူတို့လည်းလှုပ်ရတာဗောဟိုမှာကလည်းတမလားမဟုတ်ဆိုးမတွေကလည်းမတရားများတယ်လက်ချစ်ချင်နေပိုဆိုးတာဗောဗျာဟုတ်ပြီဒီတော့တော်ဆူဆူပါကျွန်တော်ရင်မိသားစုနေကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဒုငယ်တွေကိုအမြဲတမ်းဗောနော်ဒါဒါဒီနှိမ့်တော့နော်နှိမ့်ချပြီးတော့သူကချိုးနေစိန်ခေါ်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ထင်သိနေသိလို့ရပါတယ် ော်ဒီကလေးတွေလူငယ်တွေကိုဗျဒီကလေးတွေဘာမှမတက်ဘူးကိုဗျဒီကလေးတွေတနက်ပောင်မှမြင်ဘူးတာမဟုတ်ဘူးဗျာမှန်ပါတယ်ကျွန်တော်တို့ဘာမှမသိဘူးကျွန်တော်ခုနိုင်လည်းဘာမှမသိဘူးဒါပေမဲ့ကျွန်တော်တိုင်းသားတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်သူတို့ရဲ့တင်ပေးလိုက်တဲ့စစ်ပင်ညတွေနဲ့သူတို့ ਨੇ အတူတူစေတီးချင်းမှုတွေပြောပြအောင်သူတို့ ਨੇ အတူတူဆိုတာကကျွန်တော်အားလုံးရဲ့ပုံရင်သူကမင်းအွန်လိုင်းဆိုတာ လက်ရှိမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့သူအကုန်သိတယ်။ TNLA ဘုံချုပ်တာပုံကျော်လည်းသိတယ်။အာတက္ကနဲဆိုရင်အခုလက်ရှိဖိအားတွေများနေတယ်ကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေကိုဒါကျွန်တော်ပြည်သူကျွန်တော်တို့တော်လန်ကောင်းပြည်သားစုဝင်နေတာနားလိုက်မယ်ထင်တယ်ဗျကျွန်တော်တို့ကတော့နားလိုက်တယ်အခုကျွန်တော်ကင်းနေမြေမှာစည်ရဲ့ချီနေတွေကျွန်တော်တို့တိတိတိထက်တော့တိတယ်ဒါပေမဲ့ကျွန်တော်တို့တက်ဖို့တိတယ် KNU ရှိတယ် ဟုတ်ကင်းနေမြေမှာတကက်ကိုဘယင်လိုလှုပ်ချင်ပါလဲတကက်ကိုစပလူးလှုပ်ချင်ပါလဲဆိုတော့ BGF2 လက်ရှိမင်းအောင်လှိုင်လို့အခြေအနေကိုကြည့်အော်တိုကိုဒီကောင်လေးလုံးမပါနေတာဟာနေပါအောင်ကူအောင်ကဲပါအောင်လုံနေကြရတာဒါကလက်ရှိအခြေအနေပါသူတို့စီးရဲနိုင်ငံရေးကိုအထူးစပယ်ရှယ်လစ်ကျွမ်းကျင်နေပြီကျွန်တော်တို့သူတို့လက်ခံအောင်များနေပြီကျွန်တော်ရဲ့မိသားစုဝင်ဟုတ်ပြီကျွန်တော်တို့ကအရန်ကိုအထင်သေးခဲ့တဲ့ ကောင်အဲ့ဒီကောင်ကမိကလည်းချင်းပြင်းတဲ့တိတိမ်ကိုထပ်ပြီးတော့ပြောင်းရွှေ့ခဲ့တယ်သူရဲ့ဒါ Facebook အမည်ကလည်းဘာမောင်ဆိုတဲ့အမည်အဲ့ဒီ Facebook မှာလည်းပဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် PDF တွေကိုအမြဲစိန်ခေါ်လေးရှိတယ်ညံညံနဲ့တွေ့နေကျွန်တော်တို့သူဟာကောက်ကျစ်တဲ့ကောင်လို့လည်းတိထားရပါတယ်ဘယ်ကနေကဗျာ Facebook မှာသူတို့တွေ for show တွေတင်ကြတယ်အဲ့ဒါကမျိုးရင်းနေရာတွေပေါ့ဗျာမျိုးရင်းနေရာတွေပဲသူတို့တွေစတောင်းထိုးသလိုရင်းတို့ဘာရောင်ညံညံရောင်နဲ့ပေါ့ ဟိုဘက်ကပါလဲရွှေဘားတို့အုပ်စုတို့ဘားတို့ကောင်တွေကတော့အားရမှာကျင်းနေမှာပေါ့ဗျာဟာဟုတ်ပြီငါတို့အဖတွေငါတို့ဘလိုတွေလုပ်နေကြတယ်ပေါ့နော်ငါတို့ပြူဝမှုကြီးရတော့ဘလိုမျိုးတွေနေမျိုးကိုထိမ့်ချုပ်နေပြီးစသည်အဖြစ်ပေါ့ဗျာမဟုတ်ဘူးအဲ့ကောင်ကမြို့နားမှာပဲကတ်ပြီးတော့ for show တပ်ပုံရိုက်ပြီးတော့သူ့ရဲ့လူမှုကွန်ဆိုရှယ်စာမျက်နှာမှာတင်နေတယ်လို့ကျွန်တော်ကတီးကြကြသတင်းရရှိထားတာဖြစ်ပါတယ်ပြီးတော့ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့ကောင်လို့လည်းကျွန်တော်တို့ကြားသိထားရတယ် ဆိုတော့သူနဲ့ဒူတိုက်ပွဲအတွင်းမှာဒါကြာသွားတဲ့အချိန်မှာထိသွားတဲ့အချိန်မှာတော့သူ့ရဲ့ဘေးနားမှာရှိတဲ့ဆေးပိုပါကြာသွားတယ်လို့သိရှိထားရတယ်။သူဟာအဲ့ဒီတိုက်ပွဲအတွင်းမှာဘိုက်ဝဲဒဏ်ရာတစ်ချက်နဲ့ခနာကိုရင်းဖောက်တဲ့ဒဏ်ရာနှစ်ချက်တည်ဆုံသွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်။ဒါပေမဲ့သူတည်လားမတည်လားဆိုတာကိုတော့မင်းအွန်လိုင်းကပုံပြီးသိပါလိမ့်မယ်။တနည်းအားဖြင့်တော့သူ့ရဲ့မိမကတော့ပုံသိပါလိမ့်မယ်။ အခုကျွန်တော်ဆိုရင်တော့တဲရ6ခံရပြီထင်ပါတယ်ကျွန်တော်တော့ပြောရဆိုရင်တော့ကျွန်တော်ရဲ့မိသားစုတွေသဘောပေါက်မှာပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုနည်းကျွန်တော်တို့ဒါဗျော်မှုကြီးဖြစ်တယ်လှမျိုးထော့ ။ကံကောခလာရ50တွင်ရှိနေတဲ့အချိန်မှာအစုလိုက်ပြုံလိုက်လူတက်မှုတွေကိုပြည်သူပေါ်မှာရဲဆက်ဆက်ကျူးလွန်ခဲ့တာတွေရှိတယ်။မတရားဖမ်းဆီးမှုတွေနဲ့မီးရှို့ဖျက်ဆီးမှုတွေအ धिक အမိန်ပွင့်စိတ်ခိုင်းသူဖြစ်တယ်လို့လည်းသိရှိထားရတယ်။အဲ့ဒီတည်းမှာပြီးခဲ့တဲ့မေလအတွင်းမှာကံကောမြို့နယ်လဲမရွာကလူဆက်ပြောက်ကိုအစုလိုက်ပြုံလိုက်တပ်ဖက်မှုဖြစ်စဉ်မှာလည်းဦးဆောင်သူလို့လည်းကျွန်တော်တို့တိကျသိရှိထားရပါတယ်။သူကကျွန်တော်ချင်းပြည်နယ်မြောက်ပိုင်းကျွန်တော်တို့ November လအတွင်းမှာပဲတီးတိမ်ဖလန်နဲ့စကိုင်းတိုင်းတွင်းကကလေးမြို့နယ်တောင်ပိုင်း ဘွေတိုင်းကံကောမြောက်ပိုင်းတွေမှာကျွန်တော်တို့ဒါချင်းလန်ဥဆောင်နဲ့တော်လန်ရေးတက်နဲ့အကျံဖက်စစ်ခွေးတက်နေ့စဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာအကျံဖက်စစ်ခွေးတက်ကပြူဝမှုဘုံမှုကြီးအပါဝင်ဘုတ်ကြီးတွေရောစီတက်ကအရာရှိစေးပူတွေပါအကုန်လုံးရှင်းသွားတဲ့အကောင့်တရာအုပ်စုတွေမှာစင်ကောင်းကြီးစွာနဲ့ပါသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုတွေဖော်ပြတာဖြစ်ပါတယ် ဆိုတော့ KNL KNU ပေါ့ဗျာကျွန်တော်တို့ရဲ့ဗျူဟာမှုကျွန်တော်တို့ရဲ့တက်မှမှုအဖိုးရနိုင်ကိုဖမ်းကျင်နေတဲ့ကောင်တွေကျွန်တော်တို့ချင်းလန်းမှာဘိုက်ပွင့်သွားတဲ့ဗျူဟာမှုကိုပဲအရင်ဆုံးမတာချပါအောင်လို့ပြောကြရင်ဒီနေ့ view ကိုအဆုံးသတ်ပြစေနောက်လာတဲ့ video ကိုဒီတဲ့ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်